င်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါရစေ။တာဝရပြားထံတော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းမျိုးမျိုးကိုခံစားရပါပြီအကြောင်းလဲဆုတောင်းပေးပါရစေ။ဒီမနေ့မှာဂျေဇုတော်အဖြစ်ကျွန်တော်တို့နှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားခင်ပြင်ဆင်ပေးတဲ့အတွက်စာလံကျမ်းခန်းကြီး87အပိုင်းငယ်30ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါရစေ။ငါသည်တင့်ကိုအေဂုတ်တုပြီမှကဲနှုတ်ဆောင်ယူခဲ့ပြီးသောတေဤဘုရားသခင်ထာဝရဘုရားဖြစ်၏။ တင်ဤနှုတ်ကိုကြဲကြဲဖွင့်လော့ဝါပြောစွာကြွေမြီဒီနှုတ်ကပတ်တော်ကိုတွေ့တဲ့အခါမှာအင်မတန်ခွန်အားရမိပါတယ်ဘုရားသခင်ကဤတရေလလူမျိုးတွေကိုအဲဂုတ်တူပြီကနေနှုတ်ဆောင်ခဲ့ပြီးပါပြီတနည်းအားဖြင့်ပြောရရင်သူတို့ကိုကျွံပေါ်ဝါကနေလွမြောက်စေပြီးခဲ့ပါပြီမျိုးနဲ့ပြားရည်စီးသောခါနန်ပြည်ကိုပို့ဆောင်တဲ့ဖရာဖြစ်ပါတယ်ဒါကြောင့်မလို့ဘုရားသခင်က ပြောပါတယ်တင်းရဲ့နှုတ်ကိုသာကြဲကြဲဖွင့်ပါ ငါကဝါပြောစွာကြွေးมาဖြစ်တယ်လို့ပြောပါတယ်။ဘုရားသခင်ရဲ့ဂတိတော်ကကျွန်တော်တို့နဲ့လည်းဆိုင်ပါတယ်။ကျွန်တော်တို့ကိုအပြည့်ရဲ့ဂျုံဘဝကနေကယ်နှုတ်ခဲ့ပြီးတဲ့ဘုရားကျွန်တော်တို့ကိုအမောင်လောကတွေကနေအလင်းတွေကိုဆောင်းယူခေါ်သွင်းတော်မူသောဘုရားကျွန်တော်တို့ကိုမိဘမဲ့ဘဝကနေတာဝန်ယူမှုအပြည့်ရှိစေဖို့ရန်အတွက်ကောင်းကင်ဘုံကအဖကကျွန်တော်တို့ကိုကယ်တင်ခဲ့ပြီးပြီဖြစ်ပါတယ်။ဒါကြောင့်မလို့ ဘုရားသခင်ရဲ့ဂတိတော်ကကျွန်တော်တို့အတွက်လည်းသက်ဆိုင်နေဆိုတာကိုသိဖို့ရန်လိုအပ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကိုလည်းဘုရားသခင်ကကယ်နှုတ်ခဲ့ပြီးပြီမို့လို့ဝါပြောစွာကြွေးအောင်မယ်ဆိုရဲဒီဂရိတော်ကအင်မတန်မှကျွန်တော်တို့အတွက်ဝမ်းသာစရာကောင်းတဲ့မျော်လင့်ချက်ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ကျွန်တော်တို့ဘဝမှာဝါပြောစွာစားရတယ်ဆိုတာကြွယ်ဝခြင်းဖြစ်ပါတယ်။စားဖို့ပူစရာမလိုပဲနဲ့ခဲပွဲစားပွဲဆုံဆုံလင်းလင်းနဲ့ အစီအနှစ်တွေကိုစားသုံးရတဲ့ဘဝမျိုးကိုဘုရားသခင်ကပေးမှာလို့ကျမ်းစာမှာပြောထားပြီးသားဖြစ်ပါတယ်။သင်ရဲ့နှုတ်ကိုကြဲကြဲဖွင့်ဖို့ပဲလိုပါတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်စဉ်းစားမိတာကကလေးတွေကိုမိဘတွေကထမင်းခွန်ကျွေးတဲ့အကြောင်းလေးကိုကျွန်တော်တွေးမိပါတယ်။ကျွန်တော်သမီးငယ်လေးဆိုလို့ရှိရင်ထမင်းကိုခွန်ကျွေးမှကျွေးတဲ့လောက်သူစားတယ်။သူ့ဟာနဲ့သူဆိုသူမစားဘူး။အဲ့တော့သူစားခြင်းအောင်လဲအမျိုးမျိုးမြူဆွဲရတယ် ဲ့တော့သူစားကျင်စိတ်ရှိပြီဆိုရင်တော့ထမင်းများများကုန်နေဆိုတာလည်းတွေ့ရတယ်အဲ့တော့မိဘကကိုသားသမီးတွေကို ထမင်းခွန့်ကြွေးသလိုမျိုးဝဝလင်လင်စားရဖို့ရန်ပွဲပွဲရာရာလေးတွေလှုပ်ကြွေးသလိုမျိုးဖယားသခင်ကြွေးနေပါရဲ့နဲ့ကျွန်တော်တို့ကမစားရင်တော့ကို့အပြစ်နဲ့ကိုပဲဖယားသခင်ကနှုတ်ကိုကြဲကြဲဖွင့်ထားငါကတော့ဝါပြောစွာကြွေးမယ်လို့ပြောပါတယ်ချစ်တော်မိဘညီကိုမောင်နှမတို့ ကျွန်တော်တို့ကိုတာဝန်ယူတဲ့ဖေရကောင်းကင်ဘုံကအဖကကျွန်တော်တို့ကိုကဲတင်ပြီးပြီမို့လို့ကျွန်တော်တို့ကိုဝါပြောစွာကျွေးဖို့ရန်အတွက်လဲတာဝန်ယူထားတယ်ဆိုတာကိုသိစေချင်ပါတယ်။ဒါပေမဲ့အောက်ပိုင်းကိုဆက်ဖက်တဲ့အခါမှာသူ့ရဲ့လမ်းကိုလိုက်ပြီး သူ့စကားကိုတော့နားထောင်ပါလို့ပြောထားတာတွေ့ရပါတယ်။အဲ့လိုသာဆိုရင်တော့အကောင်းဆုံးစံစပါးနဲ့ငါကျွေးပြီးတော့မှ ကြောက်ထဲကထွက်တဲ့ပြားရည်နဲ့လဲဝါပြောစေမယ်လို့ပြောပါတယ်။ တဘောကတော့ဘုရားသခင်ကျွေးရင်စံစပါပေါ်ကျွေုံသာမကအကောင်းစားဆံကိုစားရမယ်ဒါရင်မကသေးဘူးကြောက်သေးကထွက်တဲ့ပြားရည်တနည်းအားဖြင့်ပြောရရင်ကြောက်တွေမှာတွေ့ကပ်နေတဲ့ပြအုံတွေကနေရတဲ့ပြားရည်ကို စားရမယ်လို့ဒီလိုမျိုးပြောပါတယ်အကောင်းတကအကောင်းဆုံးဆိုတဲ့အရာတွေကိုကျွေးမွေးမယ်ဆိုတဲ့ဂတိစကားပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမလဲဆိုရင်ဘုရားသခင်ရဲ့လမ်းတော်ကို လိုက်ဖို့လိုပါတယ်ချစ်တော်မိဘညီကိုမောင်မတို့ဘုရားသခင်ရဲ့လမ်းတော်ကိုလိုက်ကြရအောင်ဘုရားစကားကိုနာခံပြီးအသက်ရှင်ကြရအောင်ဒါဆိုရင်တော့ကျွန်တော်တို့ကိုဘုရားသခင်ကဝါပြောစွာကျွေးမယ်အကောင်းစားကိုကျွေးမယ်သူများမစားနိုင်တဲ့အရာကိုကျွေးမယ်ကြွယ်ဝစေမယ်လို့ဂတိရှိပြီးသားဖြစ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်တော်ဘုရားကိုရောကိုကျေးဇူးတင်ပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်ရဲ့အသက်တာကိုကိုရရှင်ဘုရား ်ဂျေစုပြု၍လမ်းပြတော်မူပါကြွယ်ဝစေပါဝါပြောစွာကြွေးပါ လုံလောက်စေပါဒါရမက ရှံထွက်ပြီးသူတပောက်ကိုပင်လင်ပေးကမ်းဝေမျှနိုင်ဖို့မာစားပါဂျေစုတင်တဲ့ကိုရရှင်နှုတ်ကပတ်တော် ကြောင့်ဂတိတော်ကြောင့်ကျွန်တော်တို့ချမ်းသာရပါတယ်ဒီနေ့နှုတ်ကပတ်တော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာလဲကိုရောကောင်းကြီးပေးမာစားပါမိအကြောင်းတပိုင်တော်သားတော်သခင်ရှုခရစ်တော်နာမ၌စက္ကအနံဆုတောင်းပါ၏အာမင်